BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီ။ဒီညနားဆင်ရမယ့်အထဲပါကစ္စတန်နိုင်ငံအစ္စလာမ်မဘယ်မြို့တော်တရားရုံးသားမှာပောက်ကွဲမှုကြောင့်လူ12ယောက်သေဆုံးတဲ့အကြောင်းပြင်အဲ့ဒီနေရာတွေအတွက် message COA ကတော့ထောင်သိမ်းလာကြတဲ့ယာယီနေရာဆက်ဖန်တဲ့ဒီလူတွေကိုပဲဒီကောက်ပဲလုပ်မယ်ဆိုတော့အဲ့လိုမျိုးပဲ message နိုင်တဲ့ပိုင်းပဲရှိတယ်။ရွေးကောက်ပွဲအပိုင်း၃ကို January လတည်းမှာပဲကျင်းပမယ်လို့ကာလုံကပြောတဲ့အကြောင်းနဲ့ မရယာအရှိကျန်းကမန္တလေး PDF နယ်မြေကိုစစ်တပ်ကပြန်ထိန်းချုပ်တဲ့ကြောင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညအစည်းအဝေးကိုကျွန်တော်ဘိုးဘိုးတင်ဆက်ပေးထားပါတယ်။ပါကစ္စတန်နိုင်ငံအစ္စလာမဘက်မြို့တော်ကလူစီတဲ့တရားရုံးနဲ့မှာပောက်ကွဲမှုကြောင့်အနည်းဆုံး၁၂ယောက်သေဆုံးကြောင်းအာဏာပိုင်တွေကပြောပါတယ်။ 29ရောက်တန်းရခဲ့ပြီးဒီတဲ့ကတချို့ရဲ့ခြေနေဆိုရင်ရကြောင်းဆေးရုံရင်းမြစ်တွေကဆိုပါတယ်အသေးကံဘုံခွဲသမားကတရားရုံးနဲ့ကိုမဝင်နိုင်ဖြစ်ခဲ့ပြီးရုံးအပြင်ကရဲကားဒဇင်းနားမှာဖောက်ခွဲပစ်ခဲ့ကြောင်းပါကစ္စတန်ပြည်ထရေးဝန်ကြီးမိုရှင်နက်ဗီကပြောပါတယ်ဒါဘုံခွဲမှုတသက်မဟုတ်ဖဲရှူဒေါင်းဆောင်ကစစ်ဆေးနေတယ်လို့လည်းသူကဆိုပါတယ်ပါကစ္စတန်တာလီဘန်ဖွဲ့ကတော့ဒီတိုက်ခိုက်မှုကိုသူတို့လက်ချက်လို့ကြေညာပါတယ် တွင်လာနေကဒေးလီမှာကားပေါက်ကွဲမှုကြောင့်အနေဆုံး12ယောက်သေဆုံးသွားကြောင်းအိန္ဒိယအာဏာပိုင်ကပြောပါတယ်အိန္ဒိယစုံစမ်းရေးအေဂျင်စီကဒီကိစ္စကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအနေနဲ့စစ်ဆေးနေပါတယ်ဒေးလီမှာရှိတဲ့ကက်ရှမီးယားကဆရာဝန်တယောက်ရင်မောင်းထိုင်ကုန်မှာရှိခဲ့ကြောင်းစုံတော့တွေကယူဆတဲ့ဆိုပြီးထွက်လာတဲ့ CCTV မှတ်တမ်းပေါ်ခြေခံပြီးတော့အိန္ဒိယသတင်းတွေမှာဖော်ပြပါတယ် ဒီဆရာဝန်ရဲ့ဆွေမျိုးများပြားကိုဖမ်းထားတယ်လို့လည်းသတင်းတွေထွက်နေပါတယ်။သူမိခင်ကိုကက်ရှမီးယားကသူ့ရဲ့ဇာတိရွာကနေခေါ်ပြီးဖမ်းဆီးခဲ့တယ်လို့နောက်ထပ်ဖမ်းဆီးတွေလည်းလုပ်နေပါတယ်။အမေရိကန်သမ္မတထရန့်ရဲ့ရှေ့မှောက်မှာကမ်ဘောဒီးယားနဲ့အရင်လကထိုးထားတဲ့အပြစ်ရစဲရေးကိုရပ်ဆိုင်ကြောင်းထိုင်းကာကွယ်ဝင်ကြီးကကြေညာခဲ့ပါတယ်။ထိုင်းစစ်တပ်ဖမ်းထားတဲ့ကမ်ဘောဒီးယားစစ်ကျင်းသား၁၈ယောက်ကို ပြန်ပို့ဖို့ အစီအစဉ်ကိုရပ်ထားမယ်လို့လဲနာတဖုန်နာဖာနစ်ကပြောပါတယ်။ဒီလနေ့တုန်းကမြေမြုံမိုင်းပောက်ကွဲမှုကြောင့်ထိုင်းစစ်သား၄ယောက်ထဏ်ရခဲ့ပြီးတဲ့နောက်ဒီလိုကြီးညာလိုက်တာဖြစ်ပါတယ်။မိုင်းသစ်တွေချမှတ်ထားကြောင်းကမ္ဘောဒီးယားကာကွယ်ရေးဌာနကညင်းဆန်ပြီး အောက်တိုဘာသဘောတူညီချက်နဲ့ညီထိုင်းဘက်နဲ့ပူးတွဲလှုပ်ဆောင်ဖို့ရည်တည်စေဖြစ်ကြောင်းလည်းပြောပါတယ်။နောက်ထပ်တော့မဲ့ BBC ညွှန်ကြားရေးမှူးချုပ်က သတင်းစာပညာအတွက်ယက်တီချဖို့ဝန်တန်းတွေကိုပြောကြားခဲ့ပါတယ် BBC ဟာထူးခြားပြီးအဖို့တန်တဲ့ဖွဲ့စည်းဖြစ်လို့ခုံရကြောင်းလဲ Tim Davie ကပြောပါတယ် BBC မှာအမှားတွေလုတ်ခဲ့ကြောင်းသူဝန်ခံပေမဲ့သတင်းပညာအတွက်ခုခံရမယ်ဆိုပြီးလုတ်ဖို့ကင်ပတ်တွေကို Tim Davie ကတောင်းဆိုပါတယ်မနေ့တုန်းက BBC ရုပ်သံအတွက် Donald Trump ရဲ့မိန်ကွန်းကိုမှားယွင်းတိဖြတ်မှုကြောင့် Mr. Davie နဲ့တရင်ညွှန်ကြားရေးမှု ဒေဘရာတန်နက်စ်တို့နှုတ်ထွက်ကြောင်းတင်းငရင်းလေးကကြေညာခဲ့ပါတယ်။ BBC ကိုဒေါ်လာ1ဘီလီယံယောကြီးအတွက်တရားစွဲမယ်ဆိုပြီးမစ္စတာထရမ်ကခြင်းချောက်နေပါတယ်။စကိုင်းတိုင်းတပရင်းမြို့နယ်ဆက်ပကင်းရွာကိုမနေ့ညနေပိုင်းမှာစစ်တပ်ကချင်းချင်းဘုံကျဲပြီးတဲ့နောက်ကျော်နီ ချုပ်ဆက်ကလူတွေပါဆစ်ရှောင်နေရပြီလို့တပရင်တော်လှန်ရေးတိုင်ဝိုင်းစီကနေသိရပါတယ်။မနေ့ကနိုင်ပိုင်းချပီ လေကြောင်းတက်ခတ်မှု9ချိန်လောက်ခဲ့လို့ဆက်ပကျင်းနဲ့ကျွန်းတော်လေးရွာက ပြည်သူတွေဒဏ်ရာခဲ့ပါတယ်။တပရင်စစ်ဆောင်ထောက်ပံ့ရေးအဖွဲ့ရဲ့စည်ရင်းအရ73ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပြီး PDF အရင်းမြစ်ကတော့လူ70ဦးဒဏ်ရာခဲ့တာလို့ဆိုပါတယ်။စစ်တပ်ကတော့ဆက်ပကျင်းရွာကိုလေကြောင်းတက်ခတ်မှုနဲ့ပတ်သက်ပြီးခနေ့ညနေပိုင်းထိ ထုတ်ပြန်တာမရှိသေးပါဘူး။ တခါမြန်မာပြည်ဗက်ချန်ကြားဖြန့်စင်တာတွေကနေပြီးနေရက်ကိုပြန်ပို့လိုက်တဲ့နိုင်ငံကြသားတွေဒီစင်တာတွေကိုပြန်ဝင်ဖို့ကြိုးစားနိုင်တဲ့အတွက်နေဆက်နယ်လေစိတ်တိမ်မှာနိုင်ငံကြားသားတွေကိုစီစစ်တာတွေလုပ်သွားမယ်ဆိုပြီး ထိုင်းလာဝကကပြောကြောင်းသတင်းတွေမှာဖော်ပြပါတယ်ထိုင်းနိုင်ငံမဲဆက်ကိုရောက်ခဲ့တဲ့ထိုင်းဝင်းကျုပ်အနုတင်ချန်ဝီရာကွန်းကလည်းကြားဖြန့်တွေကိုနှိမ်နေမယ်ဆိုပြီးမနေ့ကကြေညာပါတယ် အောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ10ရက်အတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလူ9000ကျော်ကိုဖမ်းဆီးခဲ့ပြီးတော့အမှု100နီးပါးနဲ့ဆက်နွယ်နေတဲ့ဘဏ်အကောင့်တွေနဲ့တရားမဝင်ဆင်းကတ်တွေကိုသိမ်းယူခဲ့တယ်ဆိုပြီးထိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ကမ္ဘာစည်းကြီးဆုံးစိန်နေတဲ့ကအင်မတန်ရှားပါတဲ့စိန်ပြာကြီးတစ်လုံးကိုဂျနီဗာမှာလေလံတင်ရောက်တဲ့အခါစံချိန်တင်ဈေးကောင်းရမယ်လို့ခန့်မှန်းကြပါတယ်။ အမေရိကန်အလှူရှင်သထေးမကြီးဘန်နီမဲလွန်တခါကပိုင်ခဲ့တဲ့စိန်ပြာကြီးဖြစ်ပါတယ်။ကိုးကရခွဲအလေးရင်ရှိတဲ့တောက်ပတဲ့စိန်ပြာမျိုးစားဖြစ်ပြီးတန့်စင်မှုအားအထူးကောင်းမွန်မှုကြောင့်ကျော်ကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်ကဒီစိန်ကြီးပြန်ပေါ်လာပြီးတဲ့နောက်လေလံပွဲတွေမှာတင်ရောက်တဲ့အယောင်ပါတဲ့စိန်တွေထဲမှာဈေးအကောင်းဆုံးရတဲ့စိန်ဖြစ်လာခဲ့ပါတယ်။ တော်ရှင်များခင်ဗျာကာလုံကနေယူကောက်ပွဲအပိုင်း၃ကို January လထဲမှာကျင်းပမယ်လို့ပြောဆိုလိုက်ပါတယ်။ပိုင်း၃ကျင်းပမယ်မြို့နယ်တွေတဲ့စစ်အုပ်ချုပ်ရေးအောက်ကမြို့နယ်တချို့ပါတယ်လို့စစ်ဖြစ်နေတဲ့မြို့နယ်တွေလည်းပါပါတယ်။ဒီနေရာတွေမှာယူကောက်ပွဲအပြည့်ကျင်းပနိုင်မလားကိုကျော်စီကပြောပြပေးပါမယ်။ ရွှေကောက်ပွဲအပိုင်း၃ကိုအပိုင်း၄ကျင်းပမယ်ဇန်နဝါရီလ17ရက်အပြီးနှစ်ပတ်ခြားပြီးကျင်းပမယ်ဆိုတာကြောင့်ဇန်နဝါရီလ25ရက်နေ့လို့ခန့်မှန်းရပါတယ်ရွှေကောက်ပွဲအပိုင်း၃ကျင်းပဖို့အတွက်မြို့နယ်82မြို့နယ်ကျန်ရှိပြီးအဲ့ဒီထဲမှာဆေးဥချွေကြီးညာထားတဲ့16မြို့နယ်ပါဝင်လာပါတယ်16မြို့နယ်ထဲမှာစစ်တပ်ပြန်လည်တင်ယူထားတဲ့ကြောင်မဲတီဘောမြို့တွေပါဝင်တယ်လို့တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့ထန်တလန်တွန်းဆန်ဖလန်းမြို့တွေလည်းပါဝင်ပါတယ် ဒါအပြင်အပိုင်း၃မှာပါတဲ့ကချင်းတနင်္သာရီပဲခူးမန္တလေး AR တဲကမြို့နယ်တချို့မှာလည်း ပြိပခါတွေဖြစ်ပွားနေတာတွေရှိတယ်လို့ Data for မြန်မာအဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်။အဲဒါကြောင့်အပိုင်းသုံးမှာကြံတဲ့မြို့နယ်တွေကလုံခြုံရေးအခြေအနေကောင်းလာတဲ့မြို့နယ်တွေမှာသာရွေးကောက်ပွဲဖြစ်လာနိုင်ပြီးမြို့နယ်အလုံးရွေးကောက်ပွဲဖြစ်ဖို့ကတော့ခက်ခဲနိုင်တယ်လို့ရွေးကောက်ပွဲလေ့လာဆောင်ကြည့်သူတွေကသုံးသပ်ကြပါတယ်။ရွေးကောက်ပွဲကျင်းပမှာပါဝင်တဲ့တန်တွဲ၊ကွတောင်ကုတ်အမ်းမြို့တွေကိုလည်းအရခတက်တော်အေးကထိန်းချုပ်ထားပါတယ်။အဲ့ဒီနေရာတွေနဲ့ပတ်သက်ပြီးရခိုင်တိုင်းဒေသများပါတီကတာဝန်ရှိသူတူကတော့အခုလိုပြောပါတယ်။ပါ မှာပေါ့အဲ့လိုအဲ့လိုတော့နားလည်ထားတာပေါ့ဒီကောက်ကော်မရှင်ကတရားဝင်ထုတ်ပြန်မှပဲဒါအတီးလို့တော့ပြောရမှာပေါ့ကွာအဲ့ဒီနေရာတွေအတွက် message COA ကတော့ခြောင်သိမ်းလာကြတဲ့ယာယီနေရာဆက်ခံတဲ့ဒီလူတွေကိုပဲဒီကောက်ပဲလုံးမယ်ဆိုတော့အဲ့လိုမျိုးပဲ message နိုင်တဲ့အပိုင်းပဲရှိတယ် ရွေးကောက်ပွဲကျင်းပဖို့48ရက်သာလိုတော့တဲ့အချိန်မှာကာကွယ်နဲ့လုံခြုံရေးကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကမဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတိုင်းမဲပေးကြဖို့နဲ့ရွေးကောက်ပွဲအောင်မြင်ပြီးမြောက်ဖို့ပြည်သူတရလုံးပူးပေါင်းပါဝင်ဆန္ဒမဲပေးကြပါလို့ပြောဆိုလိုက်ပါတယ်။ဒါကရွေးကောက်ပွဲမှာမဲပေးသူနဲ့မှတရားဝင်မှုအားရမှာကိုစိုးရိမ်နေတဲ့အတွက်ပြောဆိုတာလို့ရွေးကောက်ပွဲလိလစောင့်ကြည့်သူတို့ကသုံးသပ်ပါတယ်။ရွေးကောက်ပွဲမှာက သူအပေးထောက်ခံတဲ့ပါတီပဲဝင်ပြန်ရအောင်လည်းလုပ်ထားပြီးသားဖြစ်တဲ့အခါတော့အောင်းလုပ်တယ်လို့ဆိုတာမျိုးပြချင်ပါမယ်။ဖက်ကသူကသူနဲ့ထည့်ဖို့ပြောနေတယ်ဆိုပေမဲ့တစ်ဖက်ကလည်းဒီကောက်ပဲနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေကိုဖန်ဆီးထောက်ချတာမျိုးတွေလုပ်နေတော့မယ်။အဆိုလိုတာတော့သူကပြည်သူကိုမဲပဲထည့်နေချင်တာပေါ့နော်။ဒီကောက်ပဲနဲ့ပတ်သက်ပြီးတော့ အတိတ်ပဲရှိရှိနဲ့ပါဝင်လာမျိုးဖြစ်စေရင်မို့ဆိုမျိုးတော့တွေ့ရတယ်ပေါ့နော်ရွှေကောက်ပွဲအပိုင်းတက်မှာပါဝင်တဲ့တရားနှစ်မျိုးနယ်ကတော့စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့မျိုးနယ်အများစုဖြစ်ပြီးအပိုင်းနှစ်မှာပါတဲ့မျိုးနယ်တရားတွေကတချို့မျိုးနယ်တွေကတော့ပဋိပက္ခတွေဖြစ်ပွားနေတဲ့မျိုးနယ်တွေပါဝင်တယ်လို့ Data for မြန်မာအဖွဲ့ကပြောပါတယ်ခင်ဗျာတော်ရရှင်များခင်ဗျာမရီယာနေအရှိကျန်းကမန္တလေး PDF ထိန်းချုပ်တဲ့နယ်မြေကိုစစ်တပ်ကဒီအပိုင်းမှာပြန်ပြီးတော့သိမ်းပိုက်လိုက်ပါတယ် မန္တလေး PDF နဲ့မဟာမိတ်တပ်တွေကတော့စစ်ရေးတိုက်ပွဲတွေပိုပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ကြဖို့မနေ့ကထုတ်ပြန်ခဲ့ပါတယ်စစ်တပ်စစ်ကြောင်းထိုးတာနဲ့ကြုံနေရတဲ့ဒေသခံတွေကဘလို့တုံ့ပြန်ကြသလဲ မက်ဆာနီထွန်းကပြောပြပေးပါမယ်။မဒီယာမြို့နယ်အရှိဘက်ချမ်းကဇေရော်ကြီးရေလောင်တမန်နဲ့အင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကိုစစ်တပ်ကပြန်လည်သိမ်းယူခဲ့ပြီးနောက်ရက်မှာမဒရာ၊စင်ကူ၊တပိတ်ချင်းမြို့နယ်ကပြည်သူတွေကိုစစ်ရေးအခြေအနေသတိပေးချက်ဆိုပြီး MDY PDF ကနိုဝင်ဘာ10ရက်မှာထုတ်ပြန်ပါတယ်။စစ်တပ်ဟာရွေးကောက်ပွဲပြုလုပ်ဖို့တွန်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေလို့စင်ကူမြို့နယ်နဲ့အနီးပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်။ဒါကြောင့်တော်လန်ရေးထိန်းချုပ်နယ်မြေကပြည်သူတွေဟာဘေးရန်တွေကင်းနိုင်မဲ့အစီအမံတွေလှုပ်ဆောင်ထားကြဖို့ဆိုပြီးဖော်ပြထားပါတယ်။နိုဝင်ဘာ9ရက်မရာအရှိတ်ဘက်ချမ်းကအရေးကြီးနေနေရာကိုစစ်တပ်ကစစ်ကြောင်းမထိုးခင်မှာဒေသကာကွယ်ရေးတပ်တွေကတပ်ပြောင်းရွှေ့ပြီးစစ်တပ်ကစစ်ကြောင်းထိုးခင်မှာတော့တော်လန်ရေးထိန်းချုပ်နယ်မြေကပြည်သူတွေကိုကာကွယ်မပေးနိုင်ခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်။ဒေသအခြေအနေကြောင့်ကိုမရာဒေသခံတယောက်ပြောတာကိုလုံခြုံရေးအခြေအနေကြောင့်အတန်းစားထိုးဖတ်ပြထားပါတယ်။ နိုဝင်ဘာ6ရက်ကတငါသည်မြောက်ဖက်စီးရထွက်နေရကိုလေချောင်းကနေနေတိုင်းလာကျဲတယ်။မနေ့ကအထီးပဲရွှေပြည်လက်ပံလာကြစစ်လက်နဲ့ပါပစ်သွားတာဒေသကောင်ရဲ့အဖွဲ့တွေကအရင်ဆုံးပြီးတာပြည်သူကနောက်မပြေးရတာပြည်သူတွေကအခုလမ်းဘေးမှာထွက်ပြေးနေရလို့မိုးကလေးနဲ့ပဲနေနေရတယ် တော်လိုင်းရေးတပ်ဖွဲ့ထင်းကျုံနယ်မြေကပြည်သူတွေအပေါ်အကာအကွယ်ပေးမှုနဲ့ပတ်သက်လို့မန္တလေး PDF ပြန်ကြားရေးတာဝန်ခံကိုအော့စမွန်ကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်ဖြေတာမရှိသေးပါဘူးထင်းကျုံနယ်မြေတွေလက်လွတ်ရတာနဲ့ပြည်သူတွေအပေါ်အကာအကွယ်ပေးမှုနဲ့ပတ်သက်လို့မန်တိုင်း PDF နဲ့ပူးပေါင်းတိုက်ခတ်နေတဲ့မရောင်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူတယောက်ပြောတာကမြေကျနာပိုင်းဆိုင်ရာတို့ရှင်းမရတာလေအဲဒီဟောလက်နဲ့ကြည့်ပေါ့နော်လေရင်ပေါ့အဲ့ဒါတွေကိုဒီကရှင်းမရတာပဲအင်းနေရာချင်းတာတွေလည်းပါတာပေါ့ဒါလည်းခိုက်တယ်မှာမကြည့်တဲ့သူကတော့အဲ့လိုပဲ ပြောမှာပေါ့သူပြောတယ်လေပြောမယ်လို့ကဘာမှမဖြစ်ဘူးဆိုပြီးတော့နေတာလေဟောသူတို့ကမကြွယ်ပဲနဲ့အကုန်လုံးအရင်ထွက်သွားတယ် MD1PDF တင်ယူခဲ့တဲ့မန္တလေးမြို့နယ်အရှေ့ချမ်းကတပ်စခန်းနေရာတွေကိုစစ်တပ်ကဩဂုတ်လဆန်းကစပြီးထိုးစစ်ဆင်ခဲ့တာပါ။လက်ရှိအချိန်မှာအကုန်လုံးနေပါကိုစစ်တပ်ကထိ ंछ ုံနိုင်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဒေသကော်ဝေးတပ်တွေတနည်းကျော်ထိန်းသားခဲ့တဲ့နယ်မြေတွေပြန်ပြီးလက်လွတ်ရတာနဲ့ပတ်သက်လို့မန္တလေးခရိုင်အမှတ်သုံးတရင်မှုကိုဆက်သွယ်မေးမြန်းတဲ့အခါစစ်ရေးအခြေအနေကိုဖြေကြားလို့မရသေးကြောင်းတုံ့ပြန်ပါရယ်ရှင်။တရရှိမြခင်ဗျာ။ မြန်မာနိုင်ငံဒေသတစ်ချို့မှာဒီနှစ်ကုန်ကနေ2026နှစ်စန်းထိလာနီညာရာသီဥတုရဲ့အချိန်ရောက်အေးပိုနိုင်တယ်လို့မြို့ဝတ္တလေးလာသူတွေကခန့်မှန်းပါတယ်အေးပိုတဲ့ဒီနှစ်ဆောင်မှာကရင်နီရှမ်းကချင်းနဲ့စကိုင်းအဆက်ကဆစ်ဆောင်နေအတွက်အနှွေးတဲ့ဆောင်နဲ့ဆေးဝါးလိုအပ်မှုတွေရှိတယ်လို့လည်းဆစ်ဆောင်ကူညီသူတွေကပြောပါတယ်ဒီကြောင်းကိုမိုးမြင့်ပြောပြပေးပါမယ် ဒီနှစ်မှာအားအနေငယ်ရှိတဲ့လာနီညာရာသီဥတုဖြစ်စဉ်ရှိနိုင်တာကြောင့်ဒီနှစ်ဆောင်းရာသီမှာဒေသအနေအထားပေါ်မူတည်ပြီးရာသီဥတုအေးအေးတံကိုခန်းဆားနိုင်ရပွဲရှိတယ်လို့မိုးလေဝသနယ်ဇလားဗီဒါညွှန်ကြားမှုဦးစီးဌာနညွှန်ကြားမှုချုပ်ဦးကျော်မိုးကပြောပါတယ်လာနီညာရာသီဥတုဟာပုံမှန်တဲ့ပုံမိုဆွဆွတာမိုးပူရွာတာပူရမဲ့အချိန်တွေမှာလေအေးတွေဝင်လာတာကြောင့်အချင်းခါမှုမိုးရွာသွန်းနိုင်တဲ့ဖြစ်စဉ်မျိုးပါဒါကြောင့်ပြိပခတ်ဖြစ်ပွားနေပြီးအစွန်းရောက်ရာသီဥတုတံကိုကြုံရလိမ့်ရှိတဲ့ဒေသတွေမှာအထူးသဖြင့်စစ်ဆောင်တွေအနေနဲ့ ဒီရာသီဥတုံကိုပို့ပြီးတော့ခန်းစားရဖို့ရှိနေတာပါစစ်ဆောင်တောင်းတဲ့ချီရှိနေတဲ့ကင်းဒီဒေတာမှာတော့မိုးဆက်တိုက်ရွာနေသေးပြီးမိသားစုလိုက်တုတ်ကွေးဖြစ်တာတွေလည်းရှိနေတယ်လို့ကင်းဒီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကကိုပညာက ပြောပါတယ်ဒီနေ့ကလည်းထူဆန်းတာကလည်းမိုးကလည်းဆက်ရှိနေတယ်အေးကလည်းတော်တော်လေးတိုးလာတော့ဗောနော်အာဒီကြားမှာတော့ခုတော်တော်တုတ်ကွေးတော်တော်ဖြစ်တော့ဗောနော်ကျွန်တော်တို့နေရာတော်တော်များမှလူကြီးကလေးမကြောက်ဗောနော် ဇက်တိုက်ပါအိမ်လိုက်ကိုကျွန်တော်တို့မီတာဆူလိုက်ကိုတုတ်ခွေခန်းစားနေတာရှိလို့ပေါ့နော်အခြားဘက်မှာလည်းကျွန်တော်တို့ဒီဟိုအီးတန်အပြင်မူရိုင်းမကုန်ဒီခုဒီရပိုင်းမှာထပ်ရွှေ့တာရှိတယ်အဲ့တော့ဟိုမိုးတွင်းထဲမှာရွှေ့ရတယ်အာပြီးတော့မှရောက်တဲ့နေရာမှာလည်းအေးတယ်ဟိုပေါ့နော်ခဏခဏပြောတာအမိုးနဲ့အတူအေးဒါလည်းပါလာတော့အာစင်ကမှုအကြီးဖြစ်တော့ပေါ့နော် KNI ဘက်ကဖလူဆိုအနောက်ဖက် channel ဒီမော့ဆိုအနောက်ဖက် channel မှာ အေးပိုတိုးလာတဲ့အပြင်လွိုင်းကောအရှိချမ်းကဆစ်ဆောင်တွေလည်းမိုးတံနဲ့အေးဒံကိုရင်ဆိုင်နေရတယ်လို့သူကဆက်ပြောပါတယ်။ရှမ်းမြောက်ဘက်မှာလည်းဆစ်ဆောင်တွေရှိသေးတယ်လို့ရှမ်းတောင်ဖေခုံဘက်မှာလည်းစောင်းရသည့်အေးဒံကိုဆစ်ဆောင်တွေခံနိုင်ဖို့အကူအညီလိုအပ်မှုတွေရှိတယ်လို့ရှမ်းလူအခွင့်အရေးမှန်တိုင်းပြောရေးဆိုခွင့်ရှိသူရင်းလျားဟန်ကပြောပါတယ်။ ဒါကရှမ်းတောင်နဲ့ရှမ်းမြောင်နှစ်ခုခွဲပြောရမယ်ရှင်ရှမ်းတောင်မှာဆိုရင်ကျမတို့ညောင်ရွှေပင်လောင်ဖဲခုံတွေမှာဆိတ်ဆောင်ပြီးသူတွေရှိသေးရပေါ့နော်ဒီဘက်မှာတော့ကျမတို့အတိအကျတော့ဒီဆောင်တွေအနှွေးထဲတွေလိုမယ်ရှင်ရှမ်းမြောင်မှာကတိုက်ပွဲရလောလောဆယ်တော့ညင်နေရဒါမဲ့ဟိုကတော့တိုက်ပွဲတင်းမှာအိုးအိမ်ပျက်စီးသွားတဲ့လူတွေကအိမ်ပြန်လို့မရဘူးနေစရာမရှိပေါ့နော်တို့တို့အတွက်အိမ်ပြန်ပြင်ဆောက်ဖို့အတွက်နေစရာအတွက်အကူအညီတွေအများကြီးလိုနေရဒါပြင် ကြင်စကိုင်းဆက်ကအင်းတော်နဲ့ဗမောက်ဘက်မှာလဲစစ်ဆောင်တွေဟာစစ်နယ်ရိခာအပြင်စေဝါနဲ့ရာဇူးတုတံကိုခံနိုင်ဖို့အနှွေးတယ်နဲ့ဆောင်တွေလိုအပ်နေပါတယ်။အခုလာမဲ့ဒီဇင်ဘာလဆိုရင်လူတယောက်ကိုအနည်းဆုံးဆောင်သုံးတဲ့ခြုံအင်းရလောက်တဲ့အထိအေးအေးပိုတိုးလာနိုင်တာကြောင့်ထောက်ပံ့ကူညီမှုတွေလိုအပ်နေတယ်လို့သိရပါတယ်။ င်ကညာချမ်း BBC မြန်မာပိုင်းစီစဉ်နေဒီတင်ပြီးဆုံးပါပြီ BBC ကနာဆင်းတဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတက်ရှင်မြတဲ့ကွာမြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှဖျား AKMB ဘေးဘီယာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။